မတ်လ22ရက်နေ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့သတင်းတွေမှာတော့အစိုးပြခံထားရတဲ့ပြည်တော်စုဝန်ကြီးအချို့ရဲ့စကားသံများဆိုတဲ့သတင်းတိဆောက်ပြီးနှစ်ပတ်ကန့်အကြာချင်းကတန်တွေပြိုကျခဲ့တဲ့ငပူတော်မျိုးနယ်ကတရားဒဇင်းဆိုတဲ့သတင်းတရားစင်ရေးစနစ်ကိုသပိတ်မှောက်လိုက်တဲ့တက္ကသကျောင်းသားများဆိုတဲ့သတင်းရန်ကုန်မှာပြုလုပ်မဲ့ပိုးမျိုးသားနေဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူကအဆိုပြုတင်မြှောက်ခဲ့တဲ့ပြည်တော်စုဝန်ကြီးခန့်အပ်တဲ့ပုံကိုယ်လေးစင်ကိုမတ်လ22ရက်နေ့ကပြည်တော်စုလွှတ်တော်မှာ ြောင်းလွတ်တော်နိုင်ငံကမန်ဝင်းခိုင်တန်းကထုတ်ပြန်ကြေညာခဲ့ပါတယ်ဒီလိုကြေညာရမှာတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ပါဝင်ခဲ့ပြီးစုစုပေါင်း၁၈ဦးပါဝင်ခဲ့ပါတယ်ပြည်တော်စုဝင်ကြီးအဖြစ်တင်ပြခဲ့သူတွေမှာဒေါ်အောင်ဆန်းစုကြည်ဒေါက်တာအောင်သူဦးသန့်စင်မောင်သူရဦးအောင်ကိုဦးအောင်ဝင်ဦးသိန်းစွေဦးကျော်ဝင်ဦးခင်မောင်ချိုဒေါက်တာမြင့်ထွေးဦးဝင်းခိုင်ဒေါက်တာဝင်းမြတ်အေးဦးအောင်မောင်ဒေါက်တာတန်းမြင့်နိုင်သက်လွင်ဒေါက်တာဖေမြင့် ဒုတိယဘိုးချုပ်ကြီးစိန်ဝင်ဒုတိယဘိုးချုပ်ကြီးကျော်ဆွေဒုတိယဘိုးချုပ်ကြီးရဲအောင်တို့ပဲဖြစ်ပါတယ်ပြည်အောင်စုဝင်ကြီးခန့်အပ်ဖို့တင်ပြမှုအပေါ်ပြည်အောင်စုဝင်ကြီးအဖြစ်အဆိုပြုတင်ပြခံထားရသူအချို့ကလည်းအခုလိုပြောပါတယ်ဆရာတော်ကတော့ဟိုဆရာတိုင်းကြီးတွေပေါ့ပြည်သူတွေဆောင်ခွင့်ရတဲ့အခွင့်အလမ်းရတဲ့တော့ဆရာဝန်တာတော့ပေါ့နော်ဝန်တာပါတိုင်းကြီးနဲ့ပြည်သူတွေပေါ့လက်ရှိချိန်မှာဆရာတို့မြန်မာနိုင်ငံကတိတ်ပြီးဆင်းရဲတယ်တိတ်ပြီးနောက်ကျကြံရတယ်ပေါ့နော်အဲ့ဒီမှာဟိုတိုင်းကြီးတွေ ဒရောင်းနေရာနေတော့ဆော်ခွဲရတဲ့အခွင့်အရေးရတော့ဆရာဝန်တာဆရာတို့ကလေဟိုပါတီဆွဲပုဂ္ဂိုလ်ဆွဲဖွဲ့စည်းဆွဲနဲ့ဖွဲ့ဖဲနဲ့ဆရာတို့ဒီပြည်သူ့လွတ်တော်ရဲ့ကိုဆရာတို့ဝင်လာတာပါအဲ့တော့ပြည်သူ့လွတ်တော်ဝင်လာတဲ့ခါကျတော့ဆရာတို့ရဲ့ဆရာရဲ့ကိုယ်ပိုင်စက္ကန့်တွေမိနစ်တွေနာရီတွေနေ့တွေရက်တွေဟာအခုတိုက်ကြည့်တော့ပြည်သူ့တွေဖြစ်သွားပါပြီအဲ့တော့အခုချိန်လေးဆက်ပြီးတော့ဆရာကဆရာရဲ့စိတ်ထဲမှာနင်းနေကြမှာမဖြစ်ဘဲနဲ့ ိုက်မိတဲ့ငါဘာတွေလုပ်ပြီးလဲလို့ဆိုတော့ဆရာအောင်ညွှန်ထားတယ်အဲ့ဒီကြောင့်လည်းဆရာကဟိုဆရာအခုအသက်68နှစ်ပေါ့မနေ့ကမနေ့မှဆိုဆရာ68နှစ်ပြည့်တပေါင်းလောက်ပြည့်နေပေါ့အဲ့တော့ဒီအသက်ရရောက်တဲ့အချိန်မှာနိုင်ပြည်တော်ကိုဆရာပြေးဆက်ခွင့်ရတာဒါဝင်လာတယ်ဘုံနဲ့ယူတယ်ပေါ့ဒါပေမဲ့ဆရာတို့ကြီးတက်တက်လည်းမဖြစ်နိုင်ဘူးပေါ့နော်မြန်မာနိုင်ငံမှာအခုချိန်ကြီးကဟိုမင်းဘယ်သူလဲငါဘယ်သူလဲမင်းကဘာလို့ခါလဲငါတော့တော့ဒီအရင်ကိုပြောပြီးတော့ဆရာတို့ရန်ပြည့်နေဖို့အငင်းမွားနေဖို့အချိန်မရှိတော့ဘူးတိုင်းပြည်နဲ့လူမျိုးတွေအတွက် ဝိုင်းဝန်းပြီးတော့လုပ်မဲ့အခြေလို့ဆရာမြင်တယ်အဲ့ဒါကြောင့်လို့ဆရာတို့အခွဲစီးတွေလည်းမခွဲဘူးလူမျိုးလည်းမခွဲဘူးဘာသာလည်းမခွဲဘူးအဲ့လိုဆရာလုပ်ချင်တယ်ပေါ့နော်အဲ့လိုလုပ်နိုင်အောင်လည်းဆရာစူးစမ်းပါမယ်နော်ဆရာတို့ပါတီမျိုးနဲ့လည်းပြည်သူတွေစူးစမ်းပြီးလာတဲ့ပုံစံတွေဖြစ်တဲ့ကြောင့်လို့အဓိကတော့ဒါပဲလုပ်ဖို့ရည်ထားပါတယ်အဓိကတော့ဆရာတို့မြန်မာနိုင်ငံမှာကြီးမားဆုံးကတ္တနတရားကအကျင့်ပြချစားတော့ဘရာဗီနဲ့ကော်ရက်ကော်ရက်ရှင်ပဲပေါ့အဲ့ဒါရီယာလည်းပဲဟိုဆရာတို့မြန်မာနိုင်ငံမှာ ဂုဏမိုင်းမှာလည်းရှိသလိုပဲအခြားခြားသောစီးပွားရေးတွေမှာလည်းရှိတယ်အဲဒါတွေရှိချင်တော့ဒါကဆရာရဲ့ဥတည်ချက်ထဲမှာပါတယ်ပထမဦးဆုံး priority tax အချင်းပြေချာစားမှုတွေအားကြီးလက်စားမှုတွေကိုပပြောက်အောင်ဆရာဥတည်ပြုလုပ်မယ်အဲ့လိုလုပ်တဲ့ခါကျရင်လည်းပဲဟိုအပြောမှုဘူးနော်တကယ်လက်တွေဖြစ်အောင်ဆရာလုပ်မှာပါအဲ့လုပ်တဲ့ခါမှာလည်းဟိုပိုတိုက်မှုတွေတော့ ticket မှုတွေအများဆုံးဖြစ်ပြီးတော့တိုင်းပြည်မှာလည်းဟို social မှုတွေမဖြစ်အောင်ဆက် ကြွားခြင်းနဲ့ညီမချင်းလည်းဖြစ်အောင်ဆက်လုပ်ပါနော်အဲ့ဒါတော့အဓိကဆရာရဲ့ priority ပါပဲနော်ပြည်စရှာစားမှုတွေရှိမယ်နောက်မှတရားဥပဒေစိုးမှုတွေဒီနှစ်ခုကမြန်မာနိုင်ငံရဲ့တိုးတက်မှုကိုတအားနှောက်ဖြစ်ဖြစ်နော်အဟာရဖြစ်လို့အဲ့ဒါကိုဆက်ဦးတည်သွားပါပါလူသားပြန်လဲတက်မြရင်းနဲ့ယဉ်ကျေးစရေးကိုလည်းသူတို့ဥစားပြီးဆောင်ရယ်လို့နော်ပညာထားရတဲ့ဆောင်ရယ်ပေါ့ဗျာခုပညာထားရနာမည်ဆင်းနေတယ်မှာလည်းဇာပါတိတရားရောတွင်နေတဲ့ပုဂ္ဂိုလ်တွေရောကုတ္တပုဇေတွေရောပါရှိတဲ့အတွက်ဒီတိုင်းပဲဆောင်ရယ် နံပါတ်1ကတော့ဘယ်ဌာနရောက်ရောက်ကိုလက်အောင်မှာရှိတဲ့ဝန်ထမ်းတွေအားလုံးရဲ့ယုံကြည်မှုတွေသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာနော်ယုံကြည်မှုတွေကျွန်တော်တို့အစိုးရဘောကျွန်တော်တာဝန်ထမ်းဆောင်တဲ့ဝန်ကြီးဘောကိုအောင်ဆောင်ရမှုတွေတိုးတက်လာအောင်ကောင်းမွန်လာအောင်ကျွန်တော်တို့ပထမဆုံးဆောင်ရရမယ်လို့ဟုတ်ကဲ့ဘယ်လိုပဲဘယ်လိုပဲကျွန်တော်နော်ကိုဦးဆောင်တဲ့လူရှိရှိသူတို့ကိုအောင်ဆောင်ရမှုမပိုင်မအောင်နေတယ်ဘောဒါမှမဟုတ်နံပါတ်1လုံးမဲ့လို့ကတာဝန်ကျတဲ့ဌာနမှာရှိတဲ့ဝန်ထမ်းတွေရဲ့ယုံကြည်မှုနဲ့သူတို့ရဲ့လုံခြုံမှု ရှိတယ်ဆိုတော့ဒီအစိုးရရဲ့ policy ကိုချပြပြီးတော့မှကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုရှိလာအောင်ဆောင်ရွက်ရမှာအဓိကကြပါတယ်ဒုတိယအချက်ကတော့ဌာနတိုင်းမှာရှိတဲ့ဦးစားပေးဆောင်ရွက်မဲ့လုပ်ငန်းတွေကိုဒါမြေချေထုတ်လုပ်ပြီးတော့မှလက်တလုံးဆောင်ရွက်မဲ့ကိစ္စတွေကိုအများဆုံးဆောင်ရွက်မှာဖြစ်ပါတယ်ဆောင်ရွက်တဲ့နေရာမှာလည်းပဲရှိပြီးသားနော်တီတီစဲဥပဒေများနဲ့အညီဆက်လက်ဆောင်ရွက်တော့မှာဖြစ်တယ်လို့ပဲပြောပြထားပါအဲအရင်အစိုးရနဲ့ဟိုဆက်ဆက်မှုရှိတယ်ဆိုတော့ပါတီနေနဲ့တော့ဟုတ်ပါတယ်ဒါပေမဲ့ကုန်ခဲ့တဲ့ပထမကြိမ်ပြုထွက်တော်မှာလည်းပဲဦးက ထွက်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက်အစိုးရနဲ့ဓာတ်ဆက်ဆက်တယ်လို့တော့ပြောလို့မရပါဘူးเนาะဟိုလက်ရှိအနေထားရတော့ဟိုသူ့တို့ရဲ့ပါတီရဲ့ policy ကလည်းမူဝါဒကလည်းပါတီရဲ့စီမင်းစည်းကမ်းမှာလည်းပဲပူပေါင်းဆောင်ရွက်ရင်းမူဝါဒဆိုတာရှိပါတယ်အဲ့တော့ပါတီဂျိုးနဲ့နိုင်ငံအကျိုးရှိမယ်ဆိုရင်နိုင်ငံအကျိုးဦးစားပေးရမယ်အဲ့တော့နိုင်ငံအကျိုးနဲ့အမျိုးသားအကျိုးစီးပွားတဲ့ဆိုရင်ဘယ်ပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်းနဲ့မဆိုပူပေါင်းဆောင်ရွက်မယ်လို့မူဝါဒရှိပါတယ်ပါတီစီမင်းစည်းကမ်းရှိပါတယ်အဲ့တိုင်းဆောင်ရွက်တာဖြစ်တဲ့အတွက်ပါတီနေရော ဘာမှပြဿနာမရှိနိုင်ဘူးဒီလိုပူပေါင်းဆောင်ရွက်ခြင်းအဖြစ်နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုပုံမှန်ဖြစ်ထွန်းနိုင်မယ်လို့ပြောချင်ပါတယ်တပတ်ပြည်သူများလိုအပ်ချက်တွေအများကြီးပဲကျွန်တော်ပြည်တော်ဆင်းရဲတယ်ဗျာတော့ရေပွားပြောမယ်ဆိုရင်အဲဒီလိုအပ်ချက်တွေအများကြီးပဲအလုပ်ကရရှိရေးကိုသားသမီးပညာရေးရေမီလျှက်စေသွားရေးလာရေးလုံခြုံရေးငြိမ်းချမ်းရေးချက်လည်းအများကြီးပေါ့ဒါပြည်သူကလိုအပ်ချက်ကျလာမှာဆိုရလဲသူကကြီးမားစွာမျှော်လင့်ချက်ထားတာပေါ့အဲကျွန်တော်တို့ဘက်ကလည်းဒါရောက်လာတဲ့အခါကျတော့ ဒီလိုအပ်ချက်တွေကိုကျွန်တော်တို့တချီတည်းနဲ့ဖြည့်ဆည်းလို့တော့မရဘူးပြောအကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့ကဒါကိုကျွန်တော်တို့ကဟလာတစ်ဖက်ကဟလာအဲတက်ဆိုင်ရဖွဲ့စည်းတွေဝန်ထမ်းဖွဲ့စည်းတွေခုနပညာရှင်တွေ NGO တွေလူပူပေါင်းဆောင်ရွက်ပြီးတော့ဒီသူမဲ့လိုအပ်ချက်ကိုကျွန်တော်တို့ကနောက်နိုင်ငံအဖွဲ့အစည်းအကူအညီနဲ့ထိရောက်စွာအကောင်းဆုံးဖြစ်အောင်လုပ်ပြရမှာပေါ့တင့်တော်လို့တောင်းပေးလိုက်တာပါလေဟိုကျွမ်းကျင်တဲ့ပုံစံတွေပါတော့ပိုကောင်းတာပါစွန့်ထမြက်တာပိုကောင်းတာပေါ့ဒါကတော့ ပညာရအမျိုးမျိုးနဲ့လာတဲ့ခါကျတော့ဒီပညာရတွေကိုစုပေါင်းပြီးတော့ဆွေးနွေးတိုင်ပင်မယ်ဆိုရင်တော့ဒါဒါအကောင်းဆုံးဖြစ်လာတဲ့နေပေါ့လေဒါကတော့ဟိုဒါစုပေါင်းတိုင်ပင်ဆွေးနွေးညီနိုင်ကြမှာလုပ်ငန်းဆိုတာတော့ကဏ္ဍတစ်ခုနဲ့ခုဆက်ဆက်နေပေါ့လေယာဉ်နဲ့ဆက်မှုနဲ့ဆက်ဆက်နေတယ်လေယာဉ်နဲ့ဟိုဥပုနဲ့ဆက်ဆက်နေတယ်လေယာဉ်နဲ့ဟိုဒီဒီကလမ်းလမ်းမဆက်ဆက်နေတဲ့ခါကျဒါတွေကတော့ဟိုဝင်းကြီးဌာနလိုက်ဆိုပေမဲ့လည်းဝင်းကြီးဌာနချင်းချင်း cross fighter ပေါ့ဗျာဘူဝန်ဆောင်ရကြမှာပေါ့အဲပြည်သူများကမျော်လင့်ချက်ကြီးရထားတယ်ကျွန်တော်တို့ကလည်းအကျိုးဆက်ဆောင်ရမယ်အဲပြည်သူနဲ့အတူဒါကျွန်တော်တို့ဥက္ကဋ္ဌလည်းအမြဲပြောပါတယ်အဲပြည်သူများဘက်ကိုလိုအပ်ချက်ကိုလည်းစဉ်းစားလို့တစ်ဖက်ကတော့ကိုကဘလို့တောင်းယူစပ်ပိုင်းလဲရှိတာပေါ့ဗျာဒါကျွန်တော်တို့ကလည်းပြည်သူနဲ့တိုင်းမြင်ညှိနှိုင်းမယ်ပြည်သူများသူလိုအပ်ချက်ကိုကျွန်တော်တို့ပြောပြကျွန်တော်ကြိုးစားဆိုသူရဲ့ပါဝင်ဆောင်မှုအရေးကြီးတယ်ဗျ။အောက်ခြေရကျွန်တော်တို့ဘာပဲဖြစ်ဖြစ်အကြံဉာဏ်များ၊ဘုံရေးလုံငန်းများ ပြည်သူများကပါဝင်သူတောင်းလဲပါဝင်ဆောင်မယ်ဆိုရင်တော့ကျွန်တော်တို့တက်ညီလိုက်ကြည့်ပြီဟိုကောင်းတာပေါ့ဒီလိုရည်ရွယ်ချက်ပဲရှိပါတယ်ဟုတ်ကဲ့အခုလိုပြည်တော်စုဝင်ကြီးအမြင့်စင်းနဲ့ပတ်သက်ပြီးဆွေးနွေးလိုတဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုဖိတ်ခေါ်ထားပြီးလာမယ့် match လ24ရက်နေ့ပြည်တော်စုလွတ်တော်အစည်းအဝေးမှာဆွေးနွေးသွားဖို့ရှိတာဖြစ်ပါတယ်ငပူတော်မျိုးနဲ့အထက်ပြွန်ကျေးရွာအုပ်စုမှာတိစောက်ထားတဲ့ရေပေါ်လေး၆ခုတရာဟာတိစောက်ပြီးနှစ်ပတ်ခန့်အကြာမှာခြေကတိုင်တွေပြိုကျမှုဖြစ်ပွားခဲ့ပါတယ် ထိတ်ဆိုးကြေးပါ၊သုံးခွက်ကြေးပါ၊ကြောက်ဖြာကြေးပါတွေကိုဆက်သွယ်ထားတဲ့လန်ဒရာအထူးဖွဲ့15မှတိစောက်ခဲ့တဲ့သဒ္ဓါပေအရှိ200ခန်းရှိတန်ပိုက်ပိုင်တန်ကိုသဒ္ဓါဟာဖေဖော်ဝါရီလ29ရက်နေ့မှာတိစောက်ပြီးစီးခဲ့တာပါ။သဒ္ဓါတိစောက်ပြီးစီးပြီး14ရက်ကြာမတ်လ14ရက်နေ့နနက်ပိုင်းကချင်းကတ်တိုင်များပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။သဒ္ဓါတန်ပေါင်များရိုင်းနေသွားခဲ့ကမတ်လ16ရက်နေ့ကထပ်မံပြိုကျမှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့တိဆောက်ပြီးစီးခဲ့တဲ့ချင်းကတ်တိုင်များကိုပြန်လည်တူးဖို့ဖြိုဖျက်ကပြင်ဆင်မှုများပြုလုပ်နေတာဖြစ်ပါတယ်ဒေသနဲ့ပတ်သက်ပြီးဒေသခံတွေစိုးရိမ်ပူပန်မှုရှိနေတာကိုအထက်ပြုကြေးရဒေသခံတအုပ်ဖြစ်သူဦးအောင်မင်းကအခုလိုပြောပါတယ်ဒါသာစီမံကိန်းကတော့ထိတ်ဆွန်းသုံးခွကြောက်ဖြာတန်းပဲအဲ့ဒါဆက်တွေကတော့မကြီးပြင်းအထက်ပြုံဒီဘိုလေးချောင်းကိုဖြတ်ထားတယ်ကွာဒါကနေထားကတော့နှလားပိုင်း20ကျွဲနေရ PG ချောင်းအထားတယ်ကွာလို့ပြောပါတယ်သူတို့လည်းပြောပါတယ်ဒီကတာဝန်ခံနေရတယ် ခု14ရက်နေ့ကျိုးရဲဆိုတော့လာကြည့်တော့14ရက်နေ့3လပိုင်းပေါ့အဲလမ်းတစ်ဖက်ချင်းကဟိုတိုင်းရေထဲဆင်းသွားပြီတရားစတင်တိဆောက်စင်ကမြေကဘာနဲ့နီးကပ်မှုကြောင့်ပျက်စီးမှုဖြစ်လာနိုင်ကြောင်းဒေတာကန်တွေကဝေဖန်ပြောကြားမှုရှိနေပြီးတိဆောက် PCB နှစ်ပတ်ခန့်ကြာမှာအခုလိုတရားပြိုကျပျက်စီးခဲ့တာကြောင့်ပြန်လည်ပြုပြင်မှုများပြုလုပ်နေပေမဲ့လည်းခိုင်ခန့်မှုရှိမလာမှာကိုဒေတာခံများမှာစိုးရွံ့နေကြတာဖြစ်ပါတယ်။တရားရည်သွေးကိုတာဝန်ရှိသူတွေကစစ်ဆေးပေးဖို့ဒေတာခံတွေကတန်းဒေတာကြီးနဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များမှတဆင့်တောင်းဆိုမှုတွေပြုလုပ်ထားတာဖြစ်ပါတယ်ထောင်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရင်းနဲ့လွှတ်တော်တွင်မှတမတော်သား25ရာခိုင်နှုန်းထွက်သွားပြီးစံနာပြမှုကြောင့်တရားရင်ဆိုင်နေရတဲ့တက္ကသကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ကိုစရာလွင်ကိုပိုင်ရဲသူနဲ့ကိုနန်းလင်းတို့ကိုမတ်လ22ရက်နေ့ကဗဲဒန်းမြို့နယ်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒီနေ့ရုံးချိန်မှာတက္ကသကျောင်းသားတွေကသူတို့ရှိနေတွေကိုစလဲလွှဲစာတွေကိုရုပ်သိမ်းခဲ့ပြီးတရားစီရင်ရေးစနစ်ကိုအယုံအကြည်မရှိတဲ့အတွက်တပိတ်မှောက်ကြောင်းနဲ့ လာမယ့်ရုံးချင်းတွေမှာတရားရုံးနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်တော့မှာမဟုတ်ကြောင်းတရားသူကြီးထံပြောကြားခဲ့ပါတယ်။အခုလိုတရားစီရင်ရေးစနစ်ကိုသဘိမ့်မှောက်တာနဲ့ပတ်သက်ပြီးတာကတကျောင်းသားခေါင်းဆောင်တွေကအခုလိုပြောပါတယ်။အဲကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့အင်္ဂါခမဲနဲ့ကြောင်းလာမှာတော့ကျွန်တော်ရှေ့နေကျွန်တော်ပါဝင်ရုပ်လိုက်ပါတယ်။အဲရုပ်ရဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ကျွန်တော်ရင်ဆိုင်နေတဲ့တရားစီရင်ပုံမှာကျွန်တော်ရုံးချင်မရှိတော့ဘူး။ပြီးတော့အဲ့ဒီတရားစီရင်ပုံမှာကျွန်တော်ဆက်လက်ပြီးပါဝင်လို့ဆောင်တယ်။မလို့ဆောင်နိုင်တော့ဘူး။ ဲ့ဒီကြောင့်ကျွန်တော်တို့တွေတရားပြမှာကျွန်တော်ပါဝါရှင်းနေတယ်ကျွန်တော်တရားရုံးကိုဒီဇိုင်းနဲ့ကျွန်တော်တို့တရားရုံးကိုတိုင်းတော်ဆီကျွန်တော်ကြည့်နေတယ်အဲဒါတော့တရားဆိုတာမရဘူးပေါ့ပါဝါရဘူးကောင်းတယ်ဒီရခွင်မှာကျွန်တော်တို့တရားစီရင်စာအကြောင်းပြောတော့အဲအခုကောင်မှလည်းကျွန်တော်ဒီတရားစီရင်ရတယ်ကျွန်တော်တို့ကောင်မှာ တရားစီရင်ရေးနဲ့ကျွန်တော်တို့ကြားမှာရှိနေတဲ့ဆက်သွယ်မှုတွေအားလုံးကျွန်တော်ဖတ်တော့မယ်။ပြီးတော့ကျွန်တော်ဒီတရားခွင်ကိုကျွန်တော်တင်ပြပါမယ်။ပြီးတော့ကျွန်တော်တရားခွင်ဒီကျွန်တော်ရဲ့တရားခွင်ဒီအားလုံးဒီကျွန်တော်ကြောင်းရအောင်လည်းပြန်စကားဖြစ်။ဟုတ်ကဲ့။အဲ့လိုပြပြရအောင်။ကျွန်တော်တို့ထောင်ထဲရောက်နေတာရှစ်လကျော်ဘုရားနေပါခင်ဗျ။အဲ့ဒီအချိန်မှာကျွန်တော်တို့တရားစီရင်စနစ်ကကျွန်တော်တို့စစ်နေတဲ့တရားတရားမှုတွေကဘာမှထူးခြားဖို့မရှိဘူး။တက်တက်ကျွန်တော်တို့ညှဉ်းပန်းနှိမ့်ဆက်နေလို့ကျွန်တော်အနေနဲ့မြင်ရတယ်။အဲ့တော့ညှဉ်းပန်းနှိမ့်ဆက်ခံမဲ့သူကျွန်တော်တို့ ကဒီတရားရုံးနဲ့ပတ်သက်ပြီးဘာမှပုံမှန်ထုတ်ချတော့မှာမဟုတ်တော့ဘူး။အဲ့တော့ကျွန်တော်တို့လည်းဒီသပိန်ပေါက်တယ်။အဲ့တော့သပိန်ပေါက်တဲ့အခါကျတော့တရားသူကြီးကကျွန်တော်တို့မေးလိုက်မယ်။တက်တဲ့တက်တဲ့ဒီဘာဆက်ပြီးလို့ရှိရင်ဘာမေးရချင်လဲမေးဖို့မေးတယ်။အဲ့တော့ကျွန်တော်ဟိုသပိန်ပေါက်တာကြောင့်မို့လို့ကျွန်တော်ရှိနေဒီကလည်းဘာမှပြောမှမဟုတ်တော့သူတို့ပါဝါရုပ်လိုက်ပြီ။အဲ့တော့ကျွန်တော်တို့ကလည်းဘာမှဖြေချင်ဖို့ပဲနဲ့တရားရုံးသမိန်ပေါက်လိုက်တော့ဟုတ်လက်ရှိကကျွန်တော်ကဒီသမိန်နဲ့ကြောက်တရားမှာ section 5ခေါက်ရ ထို့အပြင်တက္ကသအကြောင်းသားကောင်းဆောင်၃ဦးမှာအမျိုးသားပညာရေးဥပဒေကိုသပိတ်မှောက်ဆန္ဒပြမှုဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြမှုတွေကြောင့်ပုံမှန်၈ပုံမှန်၅၅ခါခွေတို့နဲ့မြို့နယ်တရားရုံးအချို့မှာတရားစွဲခံထားရတဲ့အမှုတွေကိုပါဆက်လက်သပိတ်မှောက်သွားမှာဖြစ်တယ်လို့ပြောပါရယ်အခုလိုတရားစီရင်ရေးစနစ်ကိုသပိတ်မှောက်တာဟာတက္ကသအနေနဲ့မြို့သားပညာရေးဥပဒေကိုသပိတ်မှောက်ပြီးနောက်ဒုတိယမြောက်သပိတ်မှောက်တာဖြစ်တယ်လို့တက္ကသကျောင်းသားကောင်းဆောင်တွေကပြောပါရယ် ပအိုးမျိုးသားနေပွဲကိုမနေ့ဖန်မတ်လ23ရက်နေ့ရန်ကုန်မြို့ရှိတောင်ကြီးပရိယတ်တိစာသင်တိုင်းမှာကျင်းပသွားဖို့ရှိတာဖြစ်ပါတယ်။ပအိုးမျိုးသားနေမတိုင်ခင်ဒီကနေ့မှာတော့ပအိုးရိုးရအစားအစာဈေးရောင်းပွဲတော်နဲ့ပအိုးဒေသဆိုင်ရာရှုခင်းဓာတ်ပုံပြပွဲရိုးရအသုံးဆောင်ပြပွဲပအိုးစာအုပ်စာပေပြပွဲတွေကိုခင်းကျင်းပြသထားတာဖြစ်ပြီးပအိုးရိုးရယဉ်ကျေးမှုအစုအကပရိသတ်တွေနဲ့တီဆိုဖျော်ပြကြမှာပါ။ အိုးတိုင်းရင်သားအမျိုးသားနေနဲ့ပတ်သက်ပြီးတော့အမကတော့အနေနဲ့အရရက်ကနေဖိတ်စာရည်ဖြစ်စေမရည်ဖြစ်စေအာပအိုးတိုင်းရင်သားအမျိုးသားနေပွဲတော်ကိုကြွားရောက်ရှိမြင့်ရှင်တဲ့အိုးတိုင်းရင်သားရော အာပအိုးတိုင်းရင်းသားတွေကိုစိတ်ဝင်စားတဲ့အများပြည်သူအားလုံးတခြားအခြားသောညီကိုမောင်နှမတိုင်းရင်းသားများအားလုံးကိုဒီပအိုးတိုင်းရင်းသားအမျိုးသားနေ့ကိုပအိုးမျိုးသားနေ့ကိုကြွားရောက်ချီးမြှင့်နိုင်ပါတယ်လို့ပအိုးမျိုးသားနေ့မှာကြွေးမွေးတဲ့ပအိုးအယိုးရအစားအစာတွေကိုလည်းစားသုံးနိုင်ပါတယ်ပြီးတော့ဆေးရောင်းပွဲတော်တွေကိုလည်းအားလုံးဝယ်ယူအားပေးနိုင်ပါတယ်လို့ဖိတ်ကြားရှင်းပါတယ် တထုံပြည့်ရှင်သူရိယဆန္ဒမင်းရဲ့မွေးနေ့ဖြစ်တဲ့မနက်ဖြန်တပေါင်းလာပြည်နေကိုပအိုးလူမျိုးတွေကအမျိုးသားနေအဖြစ်သတ်မှတ်ပြီးအထိမ့်မတ်ပွဲတွေကျင်းပခဲ့တာဟာဒီနှစ်နဲ့ဆိုရင်68ကြိမ်မြောက်ရှိပါပြီ။ရန်ကုန်မှာကျင်းပတဲ့၄နှစ်မြောက်ပွဲမှာပအိုးထပ်ပုံပညာရှင်ခွန်ဆန်းဦးကပအိုးဒေတာရဲ့ပထဝီဝင်အနေထားရိုးရလူနေမှုပုံစံတွေနဲ့ဒေတာရဲ့သဘာဝအလှတွေကိုသိရှိနိုင်ဖို့အတွက်သူ့ရဲ့ဓာတ်ပုံတွေကိုပြသထားတယ်လို့ဆိုပါရစေ။ဒီကျွန်တော်တို့ဒီပမာစုမှာ ကိုတိုင်းများလေးနေထိုင်တာလေးလဲတော့ကျွန်တော်တို့ရဲ့သဘာဝအလားရှိခင်းလေးတွေကျွန်တော် landscape လေးတွေပေါ့နော်။အဲကျွန်တော်တို့ယူရပွဲတော်လေးတွေအဲ့ဒါလေးကိုကျွန်တော်ကလည်းပြသချင်တာတပိုင်းပေါ့။နောက်ပြီးတော့အဝေးရောက်ဟိုကျွန်တော်တိုင်းသားတွေကျွန်တော်တို့တို့ရဲ့ဇာတိရရွာကိုတို့ပြန်ပြီးတော့ခံစားလို့ရအောင်ပေါ့နော်။နောက်ကျွန်တော်တို့ဓာတ်ပုံအနေနဲ့ကျွန်တော်တို့ဘူတိုင်းနာလေးကိုကျွန်တော်တို့ဓာတ်ပုံအနေနဲ့ကပါလေးတီးအောင်တပိုင်းနောက်ကျွန်တော်မြန်မာလာပါနော် ကဘာအတိအောင်ဆိုတော့အဲ့ဒီရည်ရချက်နဲ့ကျွန်တော်ပြဖြစ်သွားပါတယ်ပအိုးလူမျိုးတွေနေထိုင်ကြတဲ့ပအိုးကိုပိုင်အုတ်ချုပ်ခွင့်ရဒေသဟာရှမ်းပြည်တောင်ပိုင်းမှာတည်ရှိတာဖြစ်ပြီးချက်သွင်ပြူပဲပုတ်မြေပဲအာလူတနက်ဖက်စတဲ့ကောက်ပဲသီးနှံတွေကိုစိုက်ပျိုးတဲ့တောင်ရအလုတ်ကိုအထိကထားလုပ်ကင်ကြတာပါပအိုးလူမျိုးတွေဟာဗုဒ္ဓဘာသာကိုကိုးဝယ်ကြတာဖြစ်ပြီးကိုပိုင်စာပေရင်ကျင်မှုဘာသာစကားရှိတာဖြစ်ပါတယ်